ချူညိုသမိုင်းမတွေ့မှမဲ့သမိုင်းဝင်နေတဲ့စကားများအိုးစင်ကြယ်လေတောင်းမိဗျာအဝဟန်တာရီဘုံလက်ယုံပြိုင်ပွဲကြီးရဲ့ဖြစ်စဉ်ဖြစ်ရပ်များစွာထဲမှာအထင်ကြီးဖြစ်ရပ်တွေများကြီးရှိပါတယ်။ဘယင်စစ်သူရဲကောင်မူမတ်ဝန်တို့နဲ့ဆက်လျင်ပြီးအရေးတော်ပုံကျမ်းတွေရာဇဝင်မှတ်တမ်းတွေမှာအသေးစိတ်အခြေတဝင်တွေ့နိုင်ပါတယ်။ဖြစ်ရပ်ဆောင်လောက်ဆင်ញံသုံးထပ်ပွဲလည်းအဆုံးလင်းမှာပဲ။အဲဒီလိုအထင်ကြီးကိစ္စရပ်ကြီးတွေရဲ့ နောက်ဘက်ကက်လျက်သားမှာပဲမထင်မှတ်တဲ့အကြောင်းကပေါ်ပေါက်လာတတ်တဲ့အချို့ဖြစ်ရပ်ကလေးတွေဟာစိတ်ဝင်စားစရာကောင်းလာပါတယ်။တခါတည်းအဲဒီဇက်ကွက်ငယ်လေးတွေဟာဇလန်းစင်ကြီးကိုတောင်မှဖုံးလွှမ်းသွားနိုင်လောက်အောင်အင်အားရှိတယ်လို့ဆိုချင်ပါတယ်။အဲဒီလိုကအဲဒီလိုတဲကတခုလိုဇက်ကွက်ငယ်လေးပါ။အင်အားပရင်မင်းကောင်နဲ့ယာစာသရက်တို့ချင်းချင်းတဲတဲဘုံမြိုင်ပွဲနှွဲလို့အရှင်ကောင်းနေစဉ်အခါတမအခါတမရအခါတမရပါပဲ။ အင်းဝရဲမှတ်တွေစစ်ပန်းပြီးညမော့ခေါင်းပါလာပြီးမော်ဘီယံမင်းကောင်ကမူးမတ်တွေကိုခေါ်ပြီးငါတို့မျိုးရိတ်ခါတွေလည်းကုန်တော့မယ်ဘလို့လုံးကြမယ်လို့တိုင်ပင်ပါတယ်ဒီခါရမဲသိန်းစစ်သူတင်လျှောက်ချက်အရာတက်ကြီးရှစ်သက်ကိုနောက်ခံထားခဲ့ပြီးဘီယံမင်းကောင်တက်နှုတ်ပြန်ပါတယ်ဒေါ်လွန်းတိုက်ပွဲမှာရာဇာဒရေးရဲ့6တက်ကလည်းဘီယံမင်းကောင်ကိုတိုက်ဖို့လာပါတယ် ဘီယမင်းကောင်လည်းနောက်တော့ကခံတက်ရှိရပဲဆိုပြီးအမှတ်မဲ့ချီခဲ့ရမှ လကုံးအိမ်ကထက်ထွက်တိုက်ပါတယ်။ဒါပေမဲ့စင်တော်ရဲမျက်စွာစီးပြီးအင်အား9000တောင်နဲ့ဘီယမင်းကောင်ကရင်ဆိုင်တာမို့လကုံးအိမ်တက်ပြတ်ပါတယ်။အဲ့ဒီဒါဒါပေမဲ့ဒီအချိန်မှာပဲအထင်းတော်လက်ရချင်းမြင်းနဲ့ပြင်းရောက်လာပြီးစစ်ပြားပေါ်တာကို စစ်ဖျားပေါ်တာကိုတိုက်လို့နိုင်တာတော့ဟုတ်ပါပြီ။နောက်ပိုင်းကရာဇာထရစ်တက်တွေအင်အားအလုံးရင်းများလှပါတယ်။ရှစ်စစ်တီတွေမှာလည်းရှေ့ဝေးချီနဲ့ရောင်းနေနေကြပါပြီ။အလှည့်မြန်ခွာမတက်မှာမယ်လို့ခြောက်ပါတယ်။စင်တော်ရေမြတ်စွာလည်းပြန်မှန်းလှပြီးမို့ဘီရင်မင်းကောင်ဟာလမ်းမဆိုတဲ့စင်ကိုပြောင်းစီ ရေမြတ်စွာကိုစင်ကဲစီစင်ကဲစီစေပြီးအပြင်းခွာခဲ့ပါတယ်။ဘီရင်မင်းကောင်စားတော့သုံးနှက်လုပ်ပါတယ်။ကစင်ကလျာ ကရဲတီတက်ရွှေရတာမို့မင်းကောင်ရမီဗျာရှင်မီနောက်ဟာစင်ကဲရွှေပောင်းဝန်နဲ့တကွာရာဇာကျွေးလက်တွင်တက်ဆင်ရပါတယ်ရှင်မီနောက်ရန်သူလက်ထဲပါသွားချိန်မှာနောက်ထပ်မီဗျာတစ်ပါးကလည်းအခက်ကြုံရတယ်သူကတောင်းမီဗျာတော်ရဲတောင်းနဲ့ပေးလွှားရတာဆိုတော့မီဗျာဟာစင်မော်ကရှော့ကြကြံရင်ခဲ့ပါတယ်စင်မော်ကကြပြီးချောင်းတစ်ခုနှာပုံရက်သာလဲနေတဲ့အဲ့ဒီမီဗျာကိုရေမျက်စွာစင်တော်နဲ့ နောက်ကလိုက်လာတဲ့စင်ငယ်က တွေ့လို့ခေါ်တင်ယူခဲ့ပါတယ်။ရာဇဝင်ကြီးမှာအသွင်းသွင်းမှုတရီအသွင်းသွင်းမှုသမီးတဲ့အချို့ရာဇဝင်တွေရှင်ဖို့မယ်လို့ဆိုပေမဲ့မှန်တမ်းကတော့တောင်မီပြားလို့ပဲယူပါတယ်။ဒေါ်တဲ့တောင်ထဲမှာစကန်းချတိုင်းစင်ငယ်စီမံပုံကညီဘက်မှာစင်ဦးစည်းကိုစောင့်စီပါတယ်။နောက်နေဘက်မှာကြာမှာစင်တော်ရဲမြတ်စွာဘော်ကိုတင်မီခီးဆက်ရပါတယ်။ ဘရင်မင်းကောင်ကတော့တပတ်ကြာမှနေပြီးတော့ကိုပြန်ရောက်ပါတယ်။ဒါပေမဲ့ဘရင်မင်းကောင်စိတ်ချမ်းမသာဖြစ်နေပါပြီ။အလွန်ချုံမောလှပတဲ့သူ့မိဖုရားရှင်မင်းနောက်စစ်ရွှေစမွန်တို့လက်တွင်ရောက်တော့ရောက်ရှိသွားသူကိုရာဇကြွက်ကတိမ့်ပိုက်ပြီးမိဖုရားမြှောက်လိုက်ပြီးဆိုတဲ့သတင်းကိုရခဲ့ပြီးကို စစ်ကလည်းပြက်မိဖုရားလည်းသူများလက်ပါဆိုတော့နေပြည်တော်မှာကျင်းပနေကြနေပွဲတော်မကရစီတန်ဒူရီယာတန်တတန်မမထွက်စီရလို့အမိန်ထုတ်ပါတယ်ဒါရမကမယင်မင်းကောင်ကြီးပါတယ်ရှင်မီးနောက်လည်းသူ့လက်ထဲရောက်သွားရပြီတောင်မီဖုရားလည်းကြကြံရတယ်ဘသူလက်ထဲရောက်မလဲမသိနှစ်ယောက်စလုံးဆုံဆုံရဲ့ငါငါတက်ရှင်နေဖို့တော့မကောင်းတော့ဘူးတဲ့ဒါကြောင့်တောင်မီဖုရားကို ရှာဖို့မြင်းတီ 20တွတ်လိုက်ပါတယ်။မြင်းသီးတော်တွေပြန်လာကြတယ်။ရှာတော့မတွေ့ပါဘော့။ဒါပေမဲ့ရဲမြတ်စွာစင်တော်ကိုစီးလာတဲ့စင်ငယ်တယောက်တော့နောက်ကျောင်းကပါလာတာပါပဲ။စင်ငယ်များတွေ့မလားလို့မျှော်လင့်ရပါအောင်ဘရင်ကိုတန်တော်ဦးတင်ကြပါတယ်။ဆယ်ရက်လောက်ကြာတော့မှစင်တော်ရဲမြတ်စွာရောက်လာတယ်။စင်ငယ်မိဖုရားဦးစီးတော်ပါပါလာကြတယ်။ဘရင်မင်းကောင်ဟင်းချတာပြီးပေါ့။မျိုးပြင်မှာဦးဦးဇံ ဆေးရှော့ဆေးရှော့တန်းစင်စီပြီးနန်းတော်ရဲ့ဝင်ခွင့်ပြုပါတယ်။စင်ငယ်ကိုလည်းဂျင်းနဲ့အာရတော်မူလို့ဆုလက်များစွာပေးတော်မူပါတယ်။ဒါပေမဲ့နောက်ဆက်တွဲဖြစ်ရကတော့ကြေကွဲစရာပါ။ကွန်ရဲ့ယူရင်ကွန်သိညက်ဖို့လို့ကွန်ညက်မတော်တဆလွတ်ကြရမှာတောင်မီပြားကရောင်ပြီးဆိုတိုင်းမိတယ်။အိုးစင်ငယ်လေတဲ့။ဘယင်မင်းကောင်ကနားမှာတူရှင်ထိုင်ရက်ကွန်ညက်လွတ်ကြတာဟာတခြားဟာမရောက်မဲ့အိုးစင်ငယ်လေလို့ရောင်ရမ်းရလား။ တခုခုလမ်းဖြတ်သွားတဲ့အခါရောင်ရမ်းမိတာမျိုးဆိုတာကစိတ်ထဲရှိနေတဲ့အရာဆွဲလန်းနေတဲ့အရာအကျင့်ပါနေတဲ့အရာဒီလိုကိုစင်ငယ်ကိုတခေါ်ပြီးရောင်လိုက်တော့ရောင်လိုက်မိတာဆိုတော့ဘယင်မင်းကောင်တွေးပေါက်ပြီးအမျက်တော်ရှာပါပြီစင်ငယ်ကိုစင့်ခေါ်စစ်မြစ်စစ်မေးပါတယ်စင်ငယ်လျှောက်တော်ပုံကပြောင်မြောက်ပါတယ်မိဖုရားစင်ကရှောကြလို့ခြောင်းနားမှာတွေ့ရကြတဲ့ကငါတို့ဒုက္ခလှလာရောက်ပြီးမတော်ရင်အသက်ပါသေးမယ်လို့တွက်ပြီးသားပါ မင်းပြားကိုတွေးလျက်ကောင်းမတင်ခဲ့ရင်သူတစ်ပါးမင်းကရသွားမယ်။မင်းတစ်ပါးရှိသားသွားလို့မိပြားကိုပြန်ရခဲ့ရင်လည်းစင်ငယ်တွေးပါလျက်မယူဆောင်ခဲ့ပါလို့ပြောရင်ကျွန်တော်တဆွေတစ်မျိုးလုံးတတ်ခံရပါမယ်။ဆောင်ယူခဲ့ရင်လည်းကျွန်တော်ကိုယုံကြည်မှမဟုတ်ယုံကြည်မှာမဟုတ်ညီဆုံးခဲ့မှာပဲလို့ထင်မြင်ယူဆပြီးအသက်ခံရမယ်။ဒါပေမဲ့အရှင်မိဖုရားကိုခေါ်တင်လာတဲ့နေ့ရက်စပြီးစခန်းကျော်ရင်တက်ပင်ပေါ်လင်းစင်ဖွဲ့လို့မိဖုရားကိုအပေါ်မှာအိတ်စေပါတယ်။ ကျွန်တော်နဲ့ဦးစည်းကမြေပြင်မှာစောင့်ရပါတယ်။ရွာစခန်းကြုံလည်းမိဖုရားကိုအိမ်ပေါ်အိမ်ထက်မှာအိတ်စေပြီးကျွန်တော်တို့ကမြေမှာပဲအိပ်ပါတယ်လို့ရှင်းလင်းဖြေကြားပါသေးတယ်။ဒါပေမဲ့အိုးစင်ငယ်လေးဆိုတဲ့မိဖုရားရဲ့ရောင်ရမ်းစကားကဘယင်းမင်းမင်းကောင်နားတယ်ရင်ထဲစိုးဝင်နေပါပြီ။ဘယင်မင်းကောင်သူ့သွဲသူ ခိုင်လုံအောင် သူ့ဘာသာတိဆောက်ပါပြီ။အနည်းနဲ့ရောင်နဲ့မပြီးအသေးချာကိုညီ ညှိစုံခဲ့ကြလို့ဒီလိုဆုံးဖြတ်ပြီးမင်းစကားလှအောင်နားထောင်ကောင်းအောင်ရှောင်းနေတာပဲဆိုပြီးတက်စီလို့အမိန်ချလိုက်ပါတော့တယ်။နောက်မှစင်ဦးစည်းကိုခေါ်ပြီးတော့စင်ငယ်စကားနဲ့ထက်တူထွက်ဆိုပါတယ်။ဒီတော့မှဘီရင်နောင်နာကြီးစွာရပြီးတိတ်ဆုံးသူစင်ငယ်ရဲ့သားကိုအဖဆားတဲ့မျိုးမျိုးပြကျေးရွနဲ့သူစင်ငယ်ခန့်မှန်တဲ့ဒါပေမဲ့လက်လွန်ခဲ့ပြီမဟုတ်လား။မေရီယာဘာရဲ့အမှတ်တမဲ့ရောင်ရမ်းဆွေမြည်တန်လေးချက်ကိုအကြောင်းပြုပြီးဘေးရင်ဘာရဲ့ အစိတ်ငယ်ထက်တိတ်ဖြစ်ရတဲ့ငယ်ထိတ်တက်ဖြစ်ရတဲ့တန်တန်နီယာဒေါ်သာဆုံးဖြတ်ချက်အောက်ဆုံးဖြတ်ချက်အောက်မှာတက်စာရှိအမှုတန်းစင်ကဲတယောက်အသက်ဆုံးရှုံးခဲ့ရပြီးမဆူးစမ်းမစင်ကျင်မှုတရီတမန်ဉာဏ်မြေကတော့မထားမှုဂျေဇုတက်စာတို့ရဲ့သဘောတဘာဝကိုနားမလည်မှုတွေဟာလူကောင်းတယောက်ရဲ့အသက်ကိုအချင်းနီးတည်ရင်းပိုးခဲ့ပါဘကော။အော်မီဗီယာရဲ့သင်ကတော့အိုးစင်ကဲလေလို့ရောင်းတာလေးတစ်ချက်ပါ။ ဟိုခင်ဗျာအသက်တချောင်းမှလာလို့မြည်တမ်းမိရတာပါပဲ